မင်္ဂလာပါရှင်တော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာ ရှင်လန်းကြပါကြပါစေရှင်ရှေ့ရက်10လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခဲရန်ရိတ်ကားထောက်ပို့မှုမှတ်တမ်းများကိုကျမတို့ဝင်းဟင်း Channel မှာတင်ဆက်ပေးတော်မှာဖြစ်ပါတယ်ရှင်နှထိုးကြီးမြို့နယ်တနရာတို့မိတ်တလာလေတပ်မတပ်သော Jet Fighter တစ်စီးဖြင့်မနက်၈နာရီ33မိနစ် တရအူးလေးတက်မှတက်တော့ MI 35တိုက်ခိုက်ရေးရဟတ်ရင်နှစီဖြင့်မနက်9:58မိနစ်နေ့လယ်10:06မိနစ်မိထီလာလေးတက်မှတက်တော့ဆက်တက်လေးဒီပါရာမိုတာ3စီဖြင့်မနက်10:35မိနစ်တရအူးလေးတက်မှတက်တော့ဝိုင်းတွဲစစ်ထောက်ပုတ်ဘုံကျဲလေးရင်နှစီဖြင့်မနက်10:44မိနစ်နေ့လယ်3:54မိနစ်ခန့်အချိန်တို့တွင်လေးချောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည် ညိုင်နဲ့ပေါင်မြုပ်နယ်အဆက်တနရာတို့တခုတ်ကူတမတရတက်မတက်တော့ဆက်တက်လေသည့်ပါရာမိုတာနှစ်စီးဖြင့်မနက်9:26မိနစ်9:28မိနစ်ခန့်အချိန်တို့တွင် လေချောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ညိုင်မြုပ်နယ်တနရာတို့မိထီလာလေတက်မတက်တော့ AGR 42စစ်ထောက်ပို့လင်းရင်တစီးဖြင့်နေ့လယ်10:10မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲကခဲရန်ရိတ်ခါတို့များကျဲချထောက်ပို့သွားခဲ့ကြောင်းသိရှိရပါသည်။ စလင်းမြို့နယ်တနရာတို့မကွေးလေတမတတော်ဂျက်ဖိုင်တာနှစ်စီးဖြင့်မနက်9:43မိနစ်10:00နာရီ6မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ညောင်လေးပင်မြို့နယ်တနရာတို့တောင်ကိုလေတက်နှင့်နေပြည်တော်လေတက်မှတက်သောဂျက်ဖိုင်တာ6စီးဖြင့်မနက်10:18မိနစ်10:20မိနစ်နေ့လယ်12:06မိနစ်တနာ3:38မိနစ်3:42မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု6ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မိုင်းငေါမြို့နယ်တနရသို့တရက်ဦးလေးတက်မှတက်သောဂျက်ဖိုင်တာနစီဖြင့်မနက်7:00နာရီ9မိနစ်7:00နာရီ73မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တပိတ်ချင်းမြို့နယ်တနရသို့တရက်ဦးလေးတက်မှတက်သောဂျက်ဖိုင်တာတစ်စီးဖြင့်နေ့လယ်2:22မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ ငဖဲမျိုးနဲ့တနေရာတို့နေပြီးတော့လေတက်မှတက်သောဂျက်ဖိုင်တာနှစီဖြင့်နေ့လယ်3:30မိနစ်ည9:00မိနစ်ခန့်အချိန်တို့တွင်လေချောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ပြီးမကွေးလေတက်မှတက်သောဝိုင်းတွဲစစ်ထောက်မှုဘုံကျဲလေရင်တစီဖြင့်ညနေ9:00မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကဘုံကျဲလေချောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဝိုင်းမော်မျိုးနဲ့တနေရာတို့ညချင်းနာလေတက်မှတက်သောဂျက်ဖိုင်တာ3စီးဖြင့် နေ့လယ်2:58မိနစ်4:26မိနစ်ညနေ9:38မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု3ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ကြောင်မဲမြို့နယ်တနရာသို့တရအုပ်လေးတပ်မှတပ်တော် Jet Fighter တစ်စီးဖြင့်ညနေ6:08မိနစ်6:09မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မင်းတပ်မျိုးနဲ့ကြောက်ထုမျိုးနဲ့အဆက်တနေရာတို့တရက်ဦးလေးတက်နဲ့ မိသီလာလေးတက်မှတက်သော jet fighter 3စီးဖြင့်ညနေ6:59မိနစ်6:59မိနစ်9:10မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု3ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ရှေ့ရက်10လ2025ရက်နေ့တွင် အကြဖတ်စစ်ကောင်းစီအနေဖြင့်တရက်ဦးလေးတက်မြကြီးနာမကွေမိသီလာတောင်ငူလေးတက်များမှ jet fighter ဝိုင်တွဲ MI 35 ATR 42နဲ့ ပါရာမော်တာများပြန်တက်မှုအကျဉ်းရေ86ကျင်းခန့်ရှိခဲ့ပြီးမန္တလေးတိုင်း၊စကိုင်းတိုင်း၊မကွေးတိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်တို့တွင်လေကြောင်းတိုက်ခိုက်ပြန်တက်မှု32ကျင်းခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မိဘပြည်သူများအနေဖြင့်အကျန်းဖတ်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေများမှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားဆောင်ကြည့်ခြင်းမိမိနယ်မြေရှိ တက်ဆိုင်ရာတော်လှန်ရေးအဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကိုလေးစားလိုက်နိုင်၍နေထိုင်ကြပါယံတိုက်တွန်းလို့ဆိုအပ်ပါသည်။ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် channel မှာလက်လန်းမီတလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သော လေးစားတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်။မိဘပြည်သူများအနေဖြင့်လေးရင်ဖြတ်တန်းသည့်သတင်းနဲ့လေးစားတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram channel ၏သတင်းလက်ခံအကောင့်ဖြစ်သော ဝေဟင်းစကောဘော့တို့ဆက်သွယ်တင်ပို့ပေးကြပါရန်မြစ်တာရက်ခံအပ်ပါတယ်ရှင်။ယခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုသတင်းများအားနေ့စဉ်ကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင်း YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါအောင်နော်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။